ကျမ်းမာရေးစစ်စစ်မှုပြုလုပ်တယ်ဆိုတာယောဂကုသရေးမှာအရေးအကြီးဆုံးနဲ့အလွယ်ကူဆုံးအဆင့်တစ်ခုပဲဖြစ်ပါတယ်။ယောဂတိုင်းကစောစောရှာပွေနိုင်လေးလေးပျောက်ကြအောင်ကုသဖို့ကလည်းလွယ်ကူလေးလေးဖြစ်တဲ့အတွက်ကျန်းမာရေးကြိုတင်စစ်စစ်မှုတွေကိုတခုခုနေထိုင်မကောင်းဖြစ်မှမဟုတ်ဘဲနဲ့နှစ်စဉ်ဓမ္မမုတ်နှစ်အပိုင်းခြားတခုအလိုက်ပြုလုပ်ဖို့လိုအပ်တာဖြစ်ပါတယ်။ဒါကြောင့်အခုတစ်ခါမှာတော့အသက်40ကျော်အမျိုးသားတိုင်းလုပ်တဲ့နဲ့ကျန်းမာရေးစစ်စစ်မှုတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ ဖေနာအနူဒီပဲလို့ပြောခဲ့ပြီးပါအောင်ရှင်အသက်40ကျော်အမျိုးသားလုံးတဲ့နဲ့ကျန်းမာရေးစစ်ဆေးမှုတွေကတော့သွေးပေါင်ခြင်းတိုင်းတာပဲဖြစ်ပါတယ်အသက်40ကျော်အမျိုးသားတိုင်းအ ਨੇ စုံတစ်နှစ်တစ်ကြိမ်လောက်ကတော့သွေးပေါင်ခြင်းတိုင်းတင်ပြီးတော့သွေးပေါင်ခြင်းကအပေါ်သွေး120နဲ့အောက်သွေး80မကျော်ရဲ့အကောင်းဆုံးဖြစ်ပါတယ် အခုခေတ်မှာသွေးပေါကျင်းအလွယ်တကူတိုင်းလွှဲရတဲ့ဆက်တွေလည်းရှိနေပြီဖြစ်တဲ့အတွက်ကိုယ်ပါသာသွေးပေါကျင်းမှန်မှန်လေးစစ်ဆေးတင်ပါရယ်အဖြစ်များလာတဲ့သွေးတိုယောဂါနဲ့နှလုံးသွေးရောဆိုင်ရာပြဿနာတွေကိုသွေးပေါကျင်းစစ်ဆေးပြီးတော့ကြိုတင်ရှာဖွေနိုင်တဲ့အတွက်သွေးပေါကျင်းတိုင်းစဉ်ကလွယ်ကူပြီးတော့ထိရောက်တဲ့ကျန်းမာရေးစစ်ဆေးမှုတစ်ခုပဲဖြစ်ပါရယ် ောက်ထပ်တစ်ချက်ကတော့စီးကျိုစစ်ဆေးတာပါအနည်းဆုံး3နှစ်တစ်ကြိမ်စီးကျိုအတွက် ABA1C နဲ့ lipid profile စစ်ဆေးမှုတွေပြုလုပ်သင့်ပြီးတော့မိသားစုဆွေမျိုးတွေမှာစီးကျိုရောဂါဖြစ်တဲ့သူရှိရင်တော့အသက်40မပြည့်ခင်ကတည်းကစတင်စစ်ဆေးသင့်ပါတယ်ကိုကိုကိုစီးရောကရှိမှန်းမသိပဲနဲ့နေထိုင်မိမယ်ဆိုရင်နှလုံးပြဿနာ၊ကြောက်ကပြဿနာ၊လေဖြတ်ခြင်းလိုမျိုးနောက်ဆက်တွဲပြဿနာတွေခဏလေးနဲ့ခံစားနိုင်ပါတယ်။ တရေအစီအတွေများနေနော်သွေးကြောထဲမှာအစီရပြိတ်လာပြီးတော့နှလုံးသွေးကြောနဲ့လေးဖြက်ရောဂါတွေခံစားကိုလည်းများပါတယ်ရှင် ။နောက်တစ်ချက်ကတော့60ယောဂါတွေစစ်ဆေးတာပါ။အသေးအော်တော့ဘီဘိုးစီဘိုး HIV နဲ့ကာလာသားယောဂါဘိုးစစ်ဆေးခြင်းတွေကိုကိုယ့်ရဲ့နေထိုင်မှုပုံစံနဲ့အလောက်ကင်ပုံမှုတည်ပြီးတော့မကြာခဏစစ်ဆေးတင်ပါတယ်။တကယ်လို့ကိုယ်ကပျော်တတ်ပါတတ်တယ်။ဒါမှမဟုတ်လိင်တူစစ်သူတယောက်ဖြစ်နေခဲ့တယ်ဆိုရင်60ယောဂါရှိနေဖို့ပို့အခွင့်အလမ်းများပါတယ်။အပေါ်က60ယောဂါလေးခုစလုံးကိုထိန်းချုပ်နိုင်တဲ့စီးဝါးတွေပေါ်နေပြီဖြစ်တဲ့အတွက်စောစောတည်းလေယောဂါကိုပူပေါင်းကောင်းထိန်းချုပ်နိုင်နေပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ဥမာဒီကိစ္စဆစ်စေတာပါ အရင်တုန်းကအသက်50ကျော်မှဖြစ်ပွားနိုင်တယ်လို့ယူဆခဲ့ကြပေမဲ့80ကျော်လောက်နဲ့ဥမာကြီးကိစ္စဖြစ်ပွားသူတွေကိုတွေ့နေရပါပြီ။ လက်ရှိအချိန်မှာဒုတိယတိတ်ဆုံးမှုအများဆုံးကိစ္စရောဂါလည်းဖြစ်ပါတယ်။ဒါပေမဲ့သူကလည်းကိစ္စရောဂါဖြစ်တာကြောင့်အဆင့်နဲ့ရင်ပိုပြီးတော့ကုသရလွယ်ကူပါတယ်။ဥမာကြီးကင်ဆာကိုစစ်ဆေးဖို့အတော့အများဆုံးနည်းလမ်းကတော့ဥမာကြီးမှန်ပြောင်းကြည့်စစ်ဆေးနေပါ။ဥမာကြီးထဲမှာကိစ္စဖြစ်နေမှဆိုရင်တခြားအဆိပ်အပိုင်းတွေကိုပါကိစ္စဆဲတွေပြန့်နှံ့သွားတဲ့အတွက်စောစောရှာဖွေပြီးတော့လိုအပ်တဲ့ကုသမှုလုပ်သင့်တဲ့ရောဂါတစ်ခုလို့သတ်မှတ်ပါတယ်။နောက်တစ်ချက်ကတော့စီးဆေးကင်ဆာစစ်ဆေးတာပါ။ ကြောင်ကြားရဲမှာအဖြစ်များဆုံးကင်ဆာတွေမှာဆေးကျိတ်ကင်ဆာပါဝင်ပါတယ်။ဟင်းလီမြင်မြန်ပြန့်နှံ့တဲ့ဆေးကျိတ်ကင်ဆာမျိုးအစားတွေရှိတယ်လို့ဖြည်းဖြည်းချင်းကြီးထွားလာတဲ့ကင်ဆာကျိတ်တွေလည်းရှိပါရဲ့။ဘယ်လိုပဲပြောပြောဆေးကျိတ်ကင်ဆာကိုဘာလက္ခဏာမှမပြခင်စောစောတွေ့ပြီးကုသမှုခံယူလိုက်တာကအကောင်းဆုံးပဲဖြစ်မှာပါ။ နောက်တစ်ချက်ကတော့ဝေးစီးကင်ဆာဆစ်ဆီတာပါအဖြစ်နေတဲ့ကင်ဆာရောဂါတစ်ခုဖြစ်ပေမဲ့မိသားစုဝင်တယောက်ယောက်မှာဒီရောဂါရာဇဝင်ရှိနေမယ်ဆိုရင်တော့စစ်ဆေးမှုခံယူသင့်ပါတယ်။နောက်တစ်ချက်ကမျက်စိဆစ်ဆီတာပါအသက်40ကျော်အမျိုးသားရဲ့အနည်းဆုံးတစ်နှစ်ကိုတစ်ကြိမ်မျက်စိဆစ်ဆီမှုခံယူသင့်ပါတယ်။ဒီလိုမျိုးဆစ်ဆီပြီးတာကအမြင်ဝေဝါးမှုတွေကိုရှာဖွေပေးနေတာမှာကပဲနဲ့မျက်လုံးတိမ်ဆွဲတာလိုမျိုးအန်တီအေများတဲ့မျက်စိဝိသနာတွေကိုပါကုသဖို့အထောက်အပံ့ဖြစ်စေပါတယ်။ နောက်ဆုံးတစ်ချက်ကတော့နှလုံးစစ်ဆေးတာပါဒီစစ်ဆေးမှုကတော့မိသားစုထဲမှာယောဂရာဇဝင်ရှိသူတွေပို့ပြီးပြုလုပ်တင်ပါတယ်နှလုံးသွေးတိုးနဲ့စီးကျူယောဂလိုမျိုးနာတာရှည်ယောဂတချို့ကမျိုးလိုက်ပြီးတော့ဖြစ်ပေါ်တတ်တဲ့အတွက်နှလုံးအထူးကုနဲ့ပြသပြီးတော့လိုအပ်ရင်နှလုံးဆက်ဆွဲတာ ECG လို့လည်းခေါ်ကြပါတယ်နှလုံးအောက်ကိုရခြင်းတွေပြုလုပ်ပြီးတော့စစ်ဆေးမှုခံယူတင်ပါတယ်နှလုံးမှာပုံမှန်မဟုတ်တဲ့အခြေအနေတခုခုတွေ့ရှိခရင်လိုအပ်တဲ့ကုသမှုတွေဆက်ပြီးလုပ်ဆောင်ဖို့ပါအကြံပေးချင်ပါတယ်ရှင် video လေးအစောနေ့ကြည့်ရတဲ့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ် video တွေမှာပြန်တွေ့ကြပါဦးနော်